ကျတော့အားလုံးစိတ်ဝင်စားနေတဲ့အပိုင်းပေါ့နော်အဲကျွန်တော်တို့ PHEV တွေတကယ်ခွင့်ပြုဖို့ရှိလားမရှိဘူးလားဆိုတော့ PHEV ခွင့်ပြုမယ်ဆိုတော့တက်ရောက်မှုအများဆုံးဖြစ်မှာကတော့ EV ကားစီးကွက်ပေါ့ပဲဒီကတက်ရောက်မှုဖြစ်ပါလိမ့်မယ် ော်တိုဝမ်အပက်သက်ကြီးအားလုံးပဲမင်္ဂလာပါလွန်ခဲ့တဲ့3လလလောက်တုန်းကကျွန်တော်တို့ PHEV တွေခွင့်ပြုဖို့ရှိတယ်မရှိဘူးဆိုပြီးတော့ကျွန်တော်တို့အဲဒီသတင်းတွေကြဲကြဲလောင်ထွက်လာခဲ့တာမှတ်မိအောင်မယ်လို့ထင်ပါတယ်အဲဒီတုန်းကသာကျွန်တော်ကလည်းကျွန်တော်တို့အနေနဲ့ဒါထွက်လာမလားမထွက်လာဘူးလားဆိုကျွန်တော်အများကြီးစဉ်းစားခဲ့တယ်လိုက်ပြီးစုံစမ်းခဲ့တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သတင်းလေးတွေတော်တော်များလေးစုဆောင်းမိထားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒါလေးကတကယ် PHEV ကအစိုးရခွင့်ပြုနိုင်ခြေရှိလားလားမရှိလားဘူးလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးရဲ့အဆုံးမှာပြောပြပေးသွားမှာဖြစ်ပါတယ် ဆိုတော့အဲ့ဒါတွေကိုမသွားခင်ကျွန်တော်တို့ဒီ PHEV ဆိုတာ plug in hybrid EV ပေါ့နော်ဆိုတော့အခါကျတော့အရင်တော့ hybrid ကားတွေကတော့ရှိပြီးသားကျွန်တော်တို့ Honda Insight လို့ကားမျိုးတွေပေါ့နော်ဆိုတော့ Honda Civic ဆိုလို့ကားမျိုးတွေအဲ့လိုမျိုး hybrid ကားတွေရှိတယ်ပေါ့နော်ဆိုတော့ hybrid ကားကတော့ကျွန်တော်ဘက်ထရီပါတယ်ဆိုတော့အဲ့ဘက်ထရီကသေးလဲသေးတယ်နောက်ပြီးတော့အားနဲ့ဒိုက်ရိုက်ဒီ charger နဲ့သွင်းလို့မရဘူးသူကကားက အင်ဂျင်နဲ့ပဲတိုက်ရိုက်လဲနေတယ်အင်ဂျင်လဲတဲ့ဟာနဲ့သူကဘက်ထရီကိုပြန်ဖြည့်သွားတဲ့ဟာမျိုးပေါ့နော်ဆိုတော့အခါကျတော့ plug-in hybrid သဘောတရားကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ EV တွေလိုပဲကျွန်တော်တို့ဒီအသွင်းလို့ရတယ်ပေါ့နော်တိုက်ရိုက် charging station ကနေအသွင်းလို့ရတယ်ဆိုတော့ဘက်ထရီကလည်းကျွန်တော် hybrid ကားတွေထက်စရင်ဘက်ထရီကပိုပြီးကြီးသွားတယ်ဒါပေမဲ့ EV ကားရဲ့ပါတဲ့ဘက်ထရီတော့မကြီးဘူးပေါ့နော်ဆိုတော့အခါကျဒီပြီးတော့မှကျွန်တော်က PHEV ကားသုံးဆွဲမှုရခိုင်နှုန်းနိုင်ငံတကာမှာဘယ်လိုရှိလဲဒီကောင်တွေကဘယ်လိုအလုပ်လုပ်တာလဲနောက်ပြီးတော့ကောင်းချိုးတွေဘာရှိနိုင်မလဲဆိုးချိုးတွေဘာရှိနိုင်မလဲဆိုတာကိုကျွန်တော်အနေနဲ့အချင်းချင်းလေးပြောပြပေးတော့မှာ ဖြစ်ပါလေခင်ဗျာ PHEV နဲ့ပတ်သက်တဲ့ကျွန်တော်အသတင်းအချက်အလက်တွေကိုလိုက်ပြီးစူးစမ်းပြီးတော့ research လုပ်ကြည့်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့2024ခုနှစ် BYD ရဲ့ဒီလျှက်စစ်ကားနဲ့ပတ်သက်ပြီးရောင်းအားမှာဆိုလို့ရှိရင်လို့ရှိရင်ကျွန်တော်တို့ plug-in hybrid EV တွေက60ရာခိုင်နှုန်းရှိပါတယ်သူရဲ့ရောင်းအားရဲ့60ရာခိုင်နှုန်းလောက်ရှိပါတယ်အဲ60ရာခိုင်နှုန်းကတော့လုံးဝ pure electric BEV ပေါ့နော် battery EV ကားတွေဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီဈေးကွက်တော်တော်များများက plug-in hybrid EV တွေကိုပို့ပြီးလက်ခံကြတာကို တွေ့ရတယ်ဒါကလည်းမထူဆန်ဘူးဘာကြောင့်လဲဆိုတော့ဒီလူတွေကအများဆုံးဒီအဓိက EV ကိုမကြိုက်ကြတဲ့လူတွေအဓိကအကြောင်းပြချက်ကဘာလဲဆိုတော့အာသွင်းချိန်မှာအာသွင်းတာကိုအချိန်မပေးချင်တဲ့အချက်ကအဓိကဖြစ်တဲ့အတွက်ဒီ PHEV ကစီစားလဲတက်တာတယ်เนาะနောက်ပြီးဘက်ထရီနဲ့လဲသွားလို့ရတယ်နောက်ပြီးဘက်ထရီအာမသွင်းပြစ်လို့ရှိရင်လဲစီနဲ့သုံးလို့ရရဲဆိုတော့အားသာချက်နှစ်ခုသလုံးကိုရှိနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ PHEV ရဲ့ရောင်းအားက EV ရောင်းအားထက်များနေရဆိုတာဒါတိတ်တော့လဲအံ့ဩစရာမဟုတ်ဘူးလို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ plug in hybrid EV တွေကဘယ်လိုအလုပ်လုပ်တယ်လဲပေါ့နော် ဆိုတော့ plug in hybrid ev မှာမှာကျွန်တော်နှမျိုးနှစားကွဲသွားတာကိုကျွန်တော်လေ့လာတွေ့ရှိရတယ်။တစ်မျိုးကကျတော့ဒီ electric motor battery ပါတယ် engine ပါတယ်။အဲ့ကောင်ကဘယ်လိုလဲဆိုတော့ကီလိုမီတာတစ်ခုအထိပေါ့နော်ဥမာထားပါတော့မျိုးတွင်းမိုင်30 40 50 60 60ဝန်းကျင်လောက်အထိကိုသူက lever ပေါ့ဥမာထားပါတော့ acceleration ကို60 km လောက်အထိနင်းတာတော့60ဝန်းကျင်လောက်နင်းတာမျိုးဆိုလို့ရှိရင်သူက engine ကလုံးဝအလုံးမလုပ်ဖဲနဲ့ battery နဲ့ မော်တာကပဲလှုပ်လှုပ်ပြီးတော့သွားတယ်ဥမာ short distance ပေါ့ short distance ကိုမှသူကတအားကြီးလီဘာနင်းတာမျိုးမဟုတ်လို့ရှိရင်ဒီ battery နဲ့ပြူရ battery နဲ့သွားအဲ့ကျတော့ဘာလဲဆိုတော့ဒီကောင်ကစနစ်နှစ်ခုတလုံးကဘိုင်းလူလှုပ်လှုပ်တဲ့ပုံစံမျိုးလို့သွားတယ်ပေါ့နော် တော့သူကအဲဒီ engine power နဲ့လည်းဘိန်းတွေကိုတိုက်ရိုက်လေပတ်စေတယ် motor နဲ့လည်းတိုက်ရိုက်လေပတ်စေနှစ်မျိုးသလုံး parallel သွားတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ parallel သွားရဆိုမှတစ်ခါတည်းနှစ်ခုသလုံးတုံးနေရတော့မဟုတ်ဘူးအခြေအနေပေါ်မှာမူတည်ဘူးဥပမာကိုက lever နင်းလိုက်တဲ့အခါမှာ lever ကီလို60 80 80ထက်ကျော်ပြီးကျော်လာတဲ့အခါမျိုးမှာ engine ကဝင်ပြီးယုံနာမျိုးပေါ့နော်အဲအောက်မှာဆိုလို့ရှိရင်မျိုးတွင်းဖြည်းဖြည်းချင်းမျိုးတွင်းမှာမောင်းနေတဲ့အခါမျိုးဆိုရင် battery နဲ့ motor ကပဲလှုပ်လှုပ်တဲ့ပုံစံမျိုးပေါ့အဲ့ဒါက EV plug-in hybrid EV ပုံစံတစ်မျိုးပေါ့နော်နောက်ထပ် plug-in hybrid EV တစ်မျိုးကဘာလဲဆိုတော့ range extender ပေါ့နော်ဆိုတော့သူကသူဒီသွားနိုင်တဲ့ အကွာဝေးကိုပို့ပြီးတော့တိုးသွားစေရလို့အဓိပ္ပာယ်ရတယ်ဗောနော်။ तू ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကားရဲ့လေပတ်မှုဘိန်းတွေလေပတ်မှုကကျွန်တော်တို့ဒီ engine ကနေလုံးဝမလာတော့ဘူး။ motor ကနေပဲလာတယ်။ဒီပါလာတဲ့ကျွန်တော်တို့ဒီ engine ကလည်းကျွန်တော်တို့ဒီကောင်ကဒီဘိန်းတွေကို power ပေးဖို့ power delivery ပေးဖို့မဟုတ်ဘဲနဲ့ဒီမှာပါတဲ့ဒီ battery ကိုအားသွင်းမှုအတွက်မိဆက်သဘောမျိုးနဲ့ပါလာတဲ့ပုံစံမျိုးပေါ့ range extender ပေါ့။ဆိုတော့ तू ကတော့ကျွန်တော်တို့ဒီ battery only mode နဲ့ motor only mode နဲ့သွားမယ်ဆိုလို့ရှိရင် range ပိုရတယ်။ပိုပြီးများများစသွားလို့ရတယ်။အဲ့လိုမျိုးပုံစံမျိုး ရှိရဒါပေမဲ့ဒီကောင်တွေကတော့လောလောဆယ်ဒီ PHEV ထုတ်လို့မှုမှာဒီကောင်တွေကတော့အရေးအတွက်ဒီပထမဆွမ်းနာကျွန်တော်ပြောခဲ့တဲ့အမျိုးအစားထက်ပေါ့နော်ကျွန်တော် series parallel သွားတဲ့ပုံစံမျိုးထက်တော့အရေးအတွက်နည်းသေးရလို့အဲပြောလို့ရတယ်လို့ဆိုပြီးတော့ကျွန်တော်တို့အဲသိရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ plug in hybrid နှမျိုးနှစားကိုကျွန်တော်အနေနဲ့ဒါအချင်းချင်း ြောပြတာပေါ့နော်ဆို PHEB ဆိုလူတွေကဒါ confuse ဖြစ်နေကြတာပေါ့နော်တကယ်တမ်းကအဲ့လိုမျိုးအမျိုးအစားနှစ်မျိုး꿰နေတယ်ကျွန်တော်ပြန်အချင်းချင်းပြောရရင်ပထမတစ်မျိုးကတော့ကျွန်တော်တို့အဲကီလိုမီတာအဲလီဘာအများကြီးမနှင်းတဲ့အချိန်မျိုးတွင်အဲ short distance ကျွန်တော်တို့မိုင်3 50အတွင်းမှာဆိုလို့ရှိရင်သူကပြူကဒီ electric နဲ့ပဲသွားတယ်အဲ့ထက်ကုန်သွားပြီသူရဲ့ battery လည်းကုန်သွားပြီဆိုလို့ရှိရင်တော့သူက engine ကစပြီး starting လုပ်ပြီးတော့သူက minimum တော့သူ့ဘောက်သူ level ချိန်ထားမှာပေါ့နော်ချိန်ထားပြီးတော့အဲ့ချိန်မှာသူ battery ကုန်သွားဘလောက်ပြီဆိုလို့ရှိရင်ချက်ချင်းသူက engine ကဝင်လာပြီးတော့ engine နဲ့ပဲ ွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတခုဒါကကျွန်တော် range extent ဒါကတော့ကျွန်တော်ပြောရမယ်ဆိုရင်နားလည်လွယ်အောင်ပြောရမယ်ဆိုပါလာတဲ့ engine ဒီ battery ကိုအာသွင်မှုအတွက် generator တစ်လုံးပို့ပါတယ်လို့ပုံစံမျိုးပဲเนาะဒါကတော့ PHEV နှမျိုးနှစား PHEV ဘယ်လိုလုပ်လို့လဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပေးတာဖြစ်ပါတယ်အဲကျွန်တော်နောက်ထပ် တွေ့ရတဲ့တွေ့ရှိချက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီတရုတ်မဟုတ်တဲ့တခြားနိုင်ငံကြီးတွေကထုတ်လုပ်တဲ့ကား manufacturer တွေပေါ့နော်ဥမာ Toyota တို့ GM တို့အဲကျွန်တော်တို့ Ford တို့အဲကျွန်တော်တို့ဒီတခြားဒီဥရောပ brand တွေ American brand တွေတော်တော်များများက EV ထုတ်လုပ်မှုထက်စာလို့ရှိရင် EV ထက်စာရင်တို့ PHEV ကိုပို့ပြီးတော့အားဆိုင် ပြီးတော့ပို့ပြီးတော့ထုတ်ကြတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကအဲတကယ်တမ်းပြောရရင်သူတို့က customer ရဲ့တကယ် pain point ကိုပို့ပြီးတော့နားလည်တဲ့ပုံစံမျိုးအဲရှိတယ်ဆိုတော့အဲကြောင့်မို့ကျွန်တော်တို့ကနောက်ပြီးတော့သူတို့ကဒီဘက်ထရီမှာဘာဖြစ်လဲဆိုတော့ဘက်ထရီတို့ဘာလို့ထုတ်လုပ်ဖို့ကြာလို့ရှိရင်တရုတ်က ို MIM ကိုအားထားရတယ်အဲ့တော့ကြောင့်မို့ तू ကနှစ်ခုစလုံးကို customer ရဲ့ pain point ကိုလည်းဖြေရှင်းနေတယ်နောက်ပြီးတော့ battery raw material တွေ battery တွေကို outsource လုပ်ရမယ့်ဟာတွေတရုတ်ကိုအားကိုးရမယ့်ဟာတွေကို short ကျင်တာလဲပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဥရောပနိုင်ငံတွေ Toyota တို့ဘာတို့ဟာတော့ PHEV ဘက်ကိုပို့ပြီးသွားရတယ်ဆိုတော့ EV branded ဆိုင်ရင်သူက PHEV ကားတွေကပို့ပြီးတော့ EV တဲ့ဆိုင်ဥမာ Toyota မှာဆိုလဲရှင်လဲအဲ pure EV ကားထဆိုင် PHEV ကားတွေပို့ရှိပို့ပြီးများတယ်ဗောနော်အခုဆိုလို့ရှိရင်လည်း GM တို့ဘာလို့ဆိုလဲ PHEV ကားထက်ကိုပို့ပြီးတော့ ် PHEV ရတဲ့ကားမော်ဒယ်တွေပို့ပြီးထုတ်တယ်ပေါ့မော်ဒယ်တမျိုးမှာဆိုရင်အဲဒီမှာ EV pure EV ကားတွေတိတ်မရှိဘူးသူတို့မှာ PHEV ကားရှိရယ် EUC ကားရှိမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ Euro car brand တွေမှာလည်းအဲ့လိုမျိုးပုံစံမျိုးကိုပို့ပြီးသွားကြတယ်ဆိုတော့အဲ့ဒါဒီပြသနေတာဗာလဲဆိုတော့ PHEV ဒီ အသုံးပြုသူအတွက်ကောကျွန်တော်တကယ် brand ပြောရလို့ရှိရင်တဘာပါဝင်ရင်အနေထားအရောနှစ်ဖက်သလုံးမှာမျှကြေလို့ဖြစ်နေတယ်လို့ပြောလို့ရရဲ့အလေလက်ပေါ့နော်ဆိုတော့အခါကျတော့အာကျွန်တော်ဒီ charging station အာရေအတွက်တွေလည်းအများကြီးမလိုအပ်ဘူးစီလည်းအဲ့လောက်အရန်စားလာဆိုတော့လည်းမစားဘူးဥမာမြို့တွင်းမှာတုံးမဲ့အခြေမျိုးဆို EV နဲ့လည်းပတ်နေမယ်အဲကျွန်တော်တို့အပြင်ခီးဝေးသွားမယ်ဆိုလည်းတုံးလို့ရအဲ့ဒီအကြောင်းမလို့ဝယ်ယူသုံးပြုရတဲ့သူတွေအနေနဲ့လည်းကားနှစီဆောင်ထားကြမလို့တော့ခီးဝေးသွားဖို့စီကားတစ်စီးမြို့တွင်းသုံးဖို့ EV ကားတစ်စီးဆိုတာမျိုးလည်းလုံးစီရမလိုတော့ဘူးဆိုတော့ PHEV ရ ဒါဆိုအရင်ကောင်းနေရပဲမဟုတ်ဘူးလားလို့တွေးမိလိုက်မယ်ဆိုတော့အရာတိုင်းမှာသူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာ benefit နဲ့ကျွန်တော် pros and cons ပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုတဲ့အခါကျတော့သူ့ရဲ့အဓိက pain point တွေကဘာဖြစ်မလဲဆိုတာကိုကြည့်လိုက်ကြပါ ဆိုတော့သူ့ရဲ့အားသာချက်တွေကတော့ဟလာကျွန်တော်တို့ EV လို့လည်းတုံးလို့ရတယ်ကျွန်တော်တို့ keyway လည်းထွက်လို့ရတယ် C လည်းတုံးလို့ရတယ် convenience ဖြစ်တဲ့အချက်ကတော့ဒါပေါ်လွင်နေပြီးသားဖြစ်တဲ့အတွက်အများကြီးပြောစရာမလိုတော့ဘူးသူ့ရဲ့ pain point တွေကဘာဖြစ်မလဲဆိုတော့ဥပမာကျွန်တော်တို့ကဒီ battery နဲ့သွားတဲ့ပမာဏကုန်သွားပြီဆိုလို့ရှိရင် ကျွန်တော်စီကားစီနေနဲ့သွားရမယ်စီနေသွားမှာဖြစ်တဲ့အတွက် तू ကဒီဘက်ထရီကကျွန်တော်တို့ဒီ pure ev battery တွေလောက်အကြီးမဟုတ်ပေမဲ့အဲကျွန်တော် तू ကလည်းဟွာလောက်ရှိတယ်ဗောနော်အဲဒီသူ့ရဲ့သုံးပုံပုံအဲတပုံကြောကြာအဲ့ပေါ့တဝက်တဝက်မရှိတရှိလောက်ရှိတဲ့ဘက်ထရီ size မျိုးရှိတယ်ဗောနော်ဆိုတော့ motor လည်းပါသေးတယ်ဗောနော်ဆိုတော့အခါကျကျွန်တော်တို့ကပုံမှန်တိုင်းဆိုလို့ရှိရင် engine ကအသစ်စီးက engine ပဲရှိတာဗောနော် engine ပဲရှိတယ် ်ကျန်တဲ့ဟာဘာမှမရှိဘူးလူဝဲရှိမယ်ဒါပဲပေါ့နော်အခုကကျတော့ဘာဖြစ်မလဲဆိုတော့ engine weight အပြင်ကျွန်တော် battery ရော motor ရောကသူကအပိုဆောင်ပြီးတည်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ electric motor နဲ့သွားနေရမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်လူတစ်ယောက်စာနှစ်ယောက်စာနီနီလောက်ကိုသူကတည်ပြီးသွားနေရဖြစ်တဲ့အတွက် fuel ကုန်ကျမှုစရိတ်နည်းနည်းလေးပြန်ပြီးတော့အာဖြစ်သွားနိုင်တဲ့ပုံစံမျိုးလည်းနည်းနည်းရှိတယ်ပေါ့အဲဒီအကြောင်းမို့ကျွန်တော်တို့အာကျွန်တော် PHEV ဖြစ်သွားပြီဆိုတော့အာလုံးဝဘေးသွားသွားဘလို့ဖြစ်ဖြစ်တက်တာပြီလို့တော့တထင်ကတွက်တွက်ချက်လို့တော့ မရဘူးပေါ့နော်ဆိုတော့အခါကျတော့ဒီ PHEV သုံးမယ်ဆိုလို့ရှိရင်တော့ GU design လေးကိုကအမြဲတမ်းဒီကောင်းကိုအာအားလေးသွင်းပေးနေဖို့လိုမယ်နောက်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကောင်းကကျွန်တော်အခုလေ့လာရသလောက်ဆိုလို့ရှိရင် quick charging လုံးဝမရပါဘူးကျွန်တော်တို့ဒီကျွန်တော် fast charging level 3 level 2မရအောင်သူက level 1နဲ့ပဲ level 1 2လောက်နဲ့ပဲသွင်းလို့ရတယ်လို့ကျွန်တော်သိရတယ်ဆိုတော့အခါကျတော့ကျွန်တော်တို့ကအိမ်မှာလုပ်နေရင်လည်းသွင်းရမယ်အနှေးပဲသွင်းလို့ရမယ်ဆိုတော့အခါကျသူဒီအမြန်သွင်းတဲ့စနစ်ကို support မလုပ်ဘူးလို့လက်ရှိ technology အနေထားအရဒီနေ့ကျွန်တော်သတင်းတင်ဆက်တဲ့အချိန်ပေါ့နော်နှိုးဝင်မာလာဒီ2025ခုနှစ်အချိန်အနေထားအရတော့ကျွန်တော်ဒီကောင်ကဒီ fast charging ကို support မပေးဘူးလို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့အခါကျအဲ့တစ်ချက်ရှိမြဲနောက်ပြီးတဲ့အခါကျကျွန်တော် engine ရော battery ရော motor ရောပါတဲ့အတွက်နီးပညာကြီးတော်တော်လေးကို communicate ဖြစ်ပါတယ်ကျွန်တော်ဒီဥမာပြောပြရင် series motor series ကျွန်တော်ပထမဦးဆုံးမှာပြောခဲ့တဲ့ plug in အဲ hybrid မျိုးစားပထမမျိုးစားဖြစ်တဲ့ကျွန်တော်တို့ဒီမျိုးတွင်းမှာဆိုရင် EV နဲ့သွားတယ် motor နဲ့သွားတယ်လီဘာမင်းများနင်းလိုက်တဲ့အချိန်မှာ speed တော်တော်တက်သွားတဲ့အချိန်မျိုးမှာကျွန်တော်တို့ engine ကဝင်လာဆိုတော့ဒီမှာကျွန်တော်တို့အဲဒီ power train system ပေါ့နော် gear နဲ့ဒီ bain နဲ့ဒီ power ပေးတဲ့ မော်တာနဲ့ပေးမှလားအင်ဂျင်နဲ့ပေးမှလားဒီစနစ်တွေကိုအချိန်ကြောင်းလုပ်တဲ့စနစ်တွေအများလာမှာဖြစ်တဲ့အတွက် gear box system တွေရှုပ်ထွေးမှုရှိတယ်အဲဒီအဲနောက်ပြီး battery management system တွေရှုပ်ထွေးမှုရှိမယ်ကျွန်တော်နီးပညာ control system တွေရှုပ်ထွေးမှုရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့တာမန်ကားတွေထက်တော့ကျွန်တော်တို့ပို့ပြီးတော့ပြုပြင်ထိန်းသိမ်းစိတ်ပို့ပြီးကုန်ကြလာဖို့တော့ရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အင်ဂျင်တွေကလည်းပြုပြင်ထိန်းသိမ်းစိတ်ရှိမယ်ကျွန်တော်ပုံမှန်တိုင်းအင်ဂျင်ဝိုင်းတို့ဘာတို့ဒါတွေလိုအပ်မယ်ကျွန်တော်ဘက်ထရီတို့က maintenance လိုအပ်မယ်မော်တာတို့က maintenance ညပါလိုအပ်မယ်ဆိုတော့ဝါရင်းတွေလည်းရှုပ်မယ်ဆိုတဲ့အခါကျတော့ဒီကောင်းဒီ တော်တော်လေးကိုတော့ပြုပြင်ထိန်းသိမ်းမှုမှာရှုံနိုင်တယ်ကားအစ်စ်ဖြစ်နေတော့မှာတော့တိတ်ပြီးသိတာမှမဟုတ်ဘူးကျွန်တော်တို့နိုင်ငံလိုမျိုးအဲကားတစ်စီးဝယ်ပြီးရင်တစ်သက်လုံးခံမှာလားတစ်သက်လုံးစီးမယ်ဆိုတော့အဲအဲ mindset မျိုးရှိတဲ့အခါမျိုးတွေမှာတော့နည်းနည်းခက်ခဲမယ်လို့တော့ ယူဆရတယ်။အဲ့တော့ကြောင့်သူများနဲ့ငမာတော့ဒါ authorized dealer showroom တွေလည်းအများကြီးရှိရဲ့ technician တွေလည်းအများကြီးရှိရဲ့အတွက်ဒါမျိုးအခက်အခဲသိဖြစ်မယ်လို့တော့မထင်ပေမဲ့ကျွန်တော်တို့ဒီအကယ်၍သာကျွန်တော်ပြည်တွင်းမှာကျွမ်းကျင်တဲ့ technician တွေလုံလောက်တဲ့အဲ support တွေလုံလောက်တဲ့ spare parts တွေမရှိဘူးဆိုလို့ရှိရင်တော့ PHEV ကအဲ error ဖြစ်တယ်ဆိုလို့ရှိရင်ရေရို EV ကားတွေစီကားတွေထဲပိုပြီးရှုပ်ထွေးနိုင်ကြရှိရဲ့လို့မြင်ရပါတယ်ခင်ဗျာ။ဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့လက်ရှိ ဟိုကျွန်တော်ကားတွေရောက်မလာသေးခင်မှာမြင်ရတဲ့ရေဘူးရကျွန်တော်တို့တုံးသက်ချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီထက်ပိုပြီးတော့အခက်ခဲရှိနိုင်ကြလဲဆိုးကျိုးတွေရှိနိုင်ကြလဲရှိနိုင်တယ်မရှိကြလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အားလုံးစိတ်ဝင်စားနေတဲ့အပိုင်းပေါ့နော်အဲကျွန်တော်တို့ PHEV တွေတကယ်ခွင့်ပြုဖို့ရှိလားမရှိဘူးလားဆိုတော့ကျွန်တော်လက်ရှိကြားသိနေရတဲ့တဲ့င်းတွေအများအပြားတော့ခွင့်ပြုဖို့အလားအလာတွေများနေလို့ကျွန်တော်သိရပါတယ်ဆိုတဲ့အခါကျတော့ဒါကတော့ကျွန်တော်အနေနဲ့ source ခိုင်ခိုင်မာမာ ပြောဖို့ရာကျွန်တော်အနေနဲ့ဒါဟိုကျွန်တော်တို့သတင်းမီဒီယာအသစ်အရာဆိုလို့ရှင်တော့ဒါပြောတဲ့ source ကိုကာဝယ်ပေးရတယ်။ तू ကဒါလေးကိုထုတ်ဖို့မပြောပါနဲ့ off the record ဖြစ်တဲ့ဒီလောက်ထိတော့ပြောလို့ရရဲဆိုတဲ့ဟာမျိုးအနေထားမျိုးတွေရှိတဲ့ခါမျိုးမှာကျွန်တော်အနေနဲ့ကတော့အကုန်လုံးကိုတော့ထုတ်ပြောလို့တော့မရဘူး။ဒါပေမဲ့ကျွန်တော်သိရသလောက်လက်ရှိပြည်သက်ကြီးကိုမျှဝေပေးနိုင်တဲ့အနေထားရတော့ PHP တွေခွင့်ပြုနိုင်တဲ့အလားအလာလေးတွေတော့မြင်နေရတယ်လို့ကျွန်တော်အနေနဲ့အဲပြည်သက်ကြီးကိုပြောလို့ရပါတယ်။ဆိုတော့ဒါဆိုရင်ဟုတ်ပြီ PHP ကျွန်တော်ခွင့်ပြုလိုက်တယ်ဆိုရင်ဈေးကွက်ထဲမှာဘာတွေဖြစ်သွားမလဲ။ ဆိုတဲ့အခါကျကျွန်တော်အရင်တုန်းကနှစ်ဆန်းပြီးခဲ့တဲ့နှစ်ဆန်းပိုင်းလောက်တုန်းကလုပ်ခဲ့တဲ့အဲကိုမင်းမောင်နဲ့အင်တာဗျူးမှာဆိုလို့ရှိရင်လည်းဒါသူဖြေသွားတယ်ဗောနော် PhD ဗီဇာခွင့်ပြုလိုက်ရင်ဈေးကွက်ကတော်တော်လေးကိုပြောင်းလဲမှုဖြစ်သွားနိုင်တယ်ဗောဆိုတဲ့အခါကျကျွန်တော်အမြင်သုံးသက်ချက်အရာကျွန်တော်အရင်ဆုံးတကိုးအမြင်ကပြောရမယ်ဆိုလို့ရှိရင် PhD ဗီခွင့်ပြုမယ်ဆိုတက်ရောက်မှုအများဆုံးဖြစ်မှာကတော့ EV ကားဈေးကွက်ကိုပဲဒီကတက်ရောက်မှုဖြစ်ပါလိမ့်မယ်ဆိုတဲ့အခါကျတော့ EV ကားတွေအနေနဲ့ဈေးကွက်ထိခိုက်နိုင်တယ်ပထမတစ်ချက်ဗောနော်ဥမာသူတို့ရဲ့ဈေးကွက်ရဲ့ဈေးကွက်ကိုကျွန်တော်ပတ်စံနဲ့ရှားဖြင့်ပြောမယ်ဆိုရင်အာ 80နဲ့80ရာခိုင်နှုန်းလောက်ဒီထိခိုက်နိုင်တယ်။ဘာဖြစ်လို့ဆိုတော့20%ကတော့မထိခိုက်နိုင်လောက်ဘူး။ဘာဖြစ်လို့ကျွန်တော်100%မဖြစ်နိုင်လဲပြောလဲဆိုတော့ EV ကားမှလည်းသူအားသာချက်နဲ့သူရှိနေတာပေါ့နော်။ EV ရဲ့ကုန်ကျစရိတ်ကတော်တော်တက်တာအရင်နောက်ပြီး EV ကကျွန်တော် တို့နောက်ပြီးတော့အဲကျွန်တော်တို့အတန်ငြိမ်နေအရန် acceleration ကောင်းနေကျွန်တော် pick speed အရန်ကောင်းနေဆိုတော့သူ့ရဲ့ကောင်းချိုးတွေကလည်းများနေတာဖြစ်တဲ့အတွက်တချို့ EV ကြိုက်တဲ့သူတွေကတော့ DPH EV ကိုစိတ်ဝင်စားမှာမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့80%ခိုင်နှုန်းလောက်ကတော့ထိခိုက်ကောင်းခိုက်နိုင်မှာ။ဒုတိယထိခိုက်မဲ့ market ကဘာလဲဆိုတော့ကျွန်တော်တို့ SKD 0ကီလိုကားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ तू ကအင်ဂျင်ကားတယ်အင်ဂျင်ကားတွေဆိုတော့အာကျွန်တော်တို့ဒီအင်ဂျင်ကားတွေမှာ SKD ကားမှာအခုလောလောဆယ်တရုတ်ကားတွေကြီးပဲမျိုးချယ်မှုရှိတယ်မျိုးချယ်ဖို့များတယ်ပေါ့နော်အခုဘောင်းလေးဆိုလို့ရှိရင်ပြေရှိပြီဆိုလို့ရှိရင်တခြားကျွန်တော်တို့ဒီအဲ Euro brand တွေတခြား brand တွေအဲကျွန်တော်တို့ရွေးချယ်စရာပိုများလာတယ်များလာတဲ့အတွက်ကြောင့်မလို့အဲဒီ SKD တွေနဲ့နည်းနည်းရှင်ပြိုင်မှုဖြစ်ကောင်းဖြစ်လာနိုင်တယ်ဈေးနှုန်းအားဖြင့်ဈေးနှုန်းငွေပေါ်ဆောင်မှုဒီဘက်မှာတွင်းလာပြီးရောင်းမဲ့ဈေးနှုန်းတွေပေါ်ပေါ်လဲမူတည်တာပေါ့နော်ဆိုတဲ့အခါကျတော့ SKD ကားတွေပေါ်တော့အနည်းဆုံးကျွန်တော်ထင်တော့ အာ40ရာခိုင်နှုန်း30ရာခိုင်နှုန်း40ရာခိုင်နှုန်းတော့ SKD ကားလေးပေါ်မှာအဲထိခိုက်မှုရှိနိုင်တယ်လို့မြင်တယ်ဒီ40ရာခိုင်နှုန်း30ရာခိုင်နှုန်းတော့ SKD ကားဈေးကွက်ကထိခိုက်နိုင်တယ်ဆိုတာလေသူတို့ရောင်းချမဲ့ဈေးပေါ်မှာမူတည်တာပေါ့နော် PHEV တွေကဘယ်လောက်ဈေးနဲ့ရောင်းမလဲဘယ်လောက်ရောင်းမလဲဆိုတာပေါ်မှာအာမူတည်တယ်နောက်ပြီးတော့ဆောနာကျွန်တော်ပြောသလိုအဲဒီ ဒီ PHEV တွင်းလာလို့ရှိရင်တခြား Toyota တို့ Euro brand တွေတွင်းလာမှာလားအဲဒီပေါ်မှာအမူတီတယ်ပေါ့နော်ဆိုတဲ့အခါကျတချို့ကလည်းဒီစီကား0ကီလိုကား SKD ကားတွေကိုကြိုက်တဲ့သူကလည်းရှိကောင်းရှိနေသေးတယ်ဆိုတော့နောက်တစ်ခုကပေါ့နောက်ပြီးဒီကောင်တွေကတင်သွင်းခွင့်လည်းပြုတ်နေတာဖြစ်တဲ့အတွက်ဈေးကွက်ကအနေချင်းပဲအဲထိခိုက်မှာပေါ့နော်ဆိုတဲ့အခါကျတော့ပို့ပြီးတော့ဈေးကိုဈေးရှာပြီးရောင်းလာနိုင်တယ်အမြေအတွက်များများလည်းတွင်းလာနိုင်တယ်ဒါမျိုးပေါ့နော်ဒါကတော့ ဒီဘာမဲခွမျိုးဘုံမှာလည်းမူတည်တာပေါ့အဓိကတိတ်ပြီးမထိခိုက်နိုင်တာတော့ JDN JDN ကလောလောဆယ်ဂျပန်ဒိုမက်စတစ်ယူကတော့ပြည်တွင်းကလူတိုင်းလည်းကြိုက်ကြတယ်သဘောလည်းကြားကြတယ်ဆိုတော့အခုချိန်မှာတင်သွင်းခွင့်ကလည်း JDN ကားတွေကအဲခွင့်လုံးဝမပြုတ်သလောက်ပဲမပြုတ်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲတချို့ဟိုဒီအထူးပါမစ်တင်နေတွင်းဝင်ပြုတ်ရတယ်လေရှိကောင်းရှိနိုင်နေပေါ့ဒါကြောင့်မလို့ကျွန်တော်ကအဲဟို100%ပိတ်ထားရလို့မပြောချင်တာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးခွင့်ပြုမှုမရှိတဲ့ JDN ကတော့ကျွန်တော်လူကြိုက်များနေသေးတယ်။ JDN ကိုကြိုက်တဲ့ပြည်သက်ကြီးအတွက်ရှိနေအောင်မှဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကတော့ ပြီးတော့ဒီကောင်တွေကလည်းဒီ SKD ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ PHEV ဆိုလို့ရှိရင်လည်းတရုတ် brand တွေကလည်းပါလာအောင်မှာပဲရှိနေအောင်မှာပဲဆိုတဲ့အတွက်ကြောင့်များအောင်မှာပဲ PHEV ရတယ်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဂျပန်ကားတွေဈေးကွက်ကိုတော့အများကြီးထိခိုက်မှာမဟုတ်ဘူးအဲဒီအတွက်ကြောင့်မို့ JDN ကားတွေကတော့ထိခိုက်မှုအနည်းဆုံးဖြစ်မယ်လို့ကျွန်တော်နည်းနည်းသုံးသပ်ရပါတယ်ဆိုတော့အခါကျတော့ဒါကားတော့ကျွန်တော်အနေနဲ့ဒီ PHEV နဲ့ပတ်သက်လို့သိရတဲ့သတင်း update ကလေးရယ်ကျွန်တော်တို့ PHEV အကြောင်းလေးရယ်ကိုအချင်းချင်းပြောပြပေးသွားတာဖြစ်ပါတယ်အကယ်၍ဒီ PHEV အကြောင်းနဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်ကျွန်တော်သိချင်တာမေးမြန်းချင်တာဒါမှမဟုတ်ကျွန်တော်ပြောသွားတဲ့အထဲမှာ ကျွန်တော်ဆွေးနွေးစရာကြံဉာလေးရှိရဆိုရင်ကျွန်တော်တို့ comment မှာပဲဖြစ်ဖြစ်ကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာအခုလိုအဆုံးထိရှိပဲအတွက်အားလုံးကျေးဇူးတစ်ထွက်တင်ရှိပါခင်ဗျာ